ဲအနောက်ဘက်ပြင်မှာပါဘွဲ့စုံရဲ့ဘွဲ့ချက်သုံးချက်အစီအစဉ်တွေကနေပြီးတော့ပြန်လည်ကြည့်လိုက်ပါရယ်အခုဗီဒီယိုမှာတော့ကျွန်တော်အော်တိုဘာလ25ရက်နေ့ Premier League Round 9ပွဲစဉ်တစ်ပွဲအဖြစ်နဲ့ကန်တော့မယ် Manchester United နဲ့ Brighton တို့ရဲ့ဘွဲ့ချက်သုံးချက်အစီအစဉ်လေးကိုပြုလုပ်တင်ဆက်ပေးတော့မှာလည်းဖြစ်ပါရယ်ဒီဘွဲ့ကိုတော့ဒါ Manchester United အင်ဂွင် Old Trafford မှာ Brighton တင်းနဲ့ Live Stream ပြန်ကစားမှာဖြစ်ပြီးတော့အချိန်ရဆိုရင်တော့အော်တိုဘာလ25ရက်နေ့ည7:00နာရီအချိန်မှာကန်တော့မှာလည်းဖြစ်ပါတယ်။တို့တော့ကျွန်တော်တို့ Premier League Round 9ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ကဘရိုက်တန်တို့ရဲ့ပွဲစဉ်ကြောင်းပြောခင်မှာမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကတော့ပရီးမီးယားလိပွဲစဉ်၉မတိုင်ခင်ကျွန်တော်ပွဲစဉ်၈ပွဲထိကန်သားပြီးတဲ့အချိန်မှာ၄ပွဲနိုင်တပွဲတိ၃ပွဲရှုံးစုရရလတ်ကိုပိုင်ဆိုင်ထားပြီးတော့ဂျမတ်၃မှတ်ကိုစုဆောင်းထားပြီးတော့ကျွန်တော်ဇယားဆက်စင်ရည်တည်မှုရကြည့်မယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အဆင့်၉မှာရည်တည်နေရလဲဖြစ်ပါတယ်ဘရိုက်တန်အသင်းကတော့ကျွန်တော်ပရီးမီးယားလိပွဲစဉ်၉မတိုင်ခင်ပွဲစဉ်၈ပွဲကစားပြီးတဲ့အချိန်မှာ သုံးဝဲနိုင်သုံးဝဲတည်နှစ်ပွဲရှုံးဆိုရရလက်ကိုပန်းဆိုင်ထားပြီးတော့ဂျာမန်ရကြည့်မယ်ဆိုရင်တော့ဒါမန်ချက်စတာယူနိုက်တက်နဲ့တမတ်ကွာ12မှတ်ဆိုရအနေထားမျိုးစုဆောင်းထားနိုင်တာတွေ့ရပါတယ်။ဇယားယက်တီမူရကြည့်မယ်ဆိုရင်ဒါနီးပြဟာဇလာရဲ့ဘရက်ဒန်အသင်းအနေနဲ့ကတော့အဆင့်30မှာယက်တီနေအနေထားမျိုးမှာလည်းတွေ့ရတွေ့ထားရတာဖြစ်ပါတယ်။ဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကတော့ဘရက်ဒန်အသင်းနဲ့မကင်ငယ်ကျွန်တော်နောက်ဆုံးသောပွဲကိုကြည့်မယ်ဆိုရင်တော့ဒါနှစ်ပွဲရှုံးပြီးသုံးပွဲနိုင်ထားတဲ့အနေထားမျိုးတွေ့ရတယ်ဗျ။ ပြီးတော့ Brighton အင်းကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံး၅ဘက်ကိုကြည့်မယ်ဆိုရင်နှစ်ပွဲတည်း၃ပွဲနိုင်ဆိုတဲ့အနေအထားမျိုးတွေ့ရပြီးတော့ Brighton အင်းအနေနဲ့တော့နောက်ဆုံး၅ဘွဲမှာပြန်ခွဲစုံရှုံးပွဲမရှိတဲ့အနေအထားမျိုးထိစောစောင်းထားတာကိုတွေ့ရတယ်။ Manchester United အင်းအနေနဲ့ကတော့တပွဲနိုင်လိုက်တပွဲရှုံးလိုက်ဆိုတဲ့အနေအထားမျိုးပန်ဆိုင်ထားပြီးတော့နောက်ဆုံး၅ဘွဲကိုတော့ဒါဆန္ဒနာအတင်းကိုအနိုင်ခံထားပြီးတော့ Liverpool အတင်းကိုလည်းအင်္ဂလန်မှာတွားရောက်ရှင်ပြိုင်ပြီးတဲ့အချိန်မှာဒါ1-2ဆိုတဲ့ရာခိုင်နဲ့အနိုင်ခံထားလာတယ်တွေ့ရတယ်ဗျ။ဆိုတော့ Manchester United ကတော့ Liverpool Amorin လက်ထက် ဒီ bread and tin နဲ့မကန်ငင်နောက်ဆုံးနှစ်ပွဲမှာじゃ bread to bread နှစ်ပွဲနိုင်ပွဲကိုရယူထားတာဖြစ်ပြီးတော့ဒါ Manchester United ဘက်ကရလဒ်ဒီမတည်ငင်ဘူးဆိုပေမဲ့လည်း Manchester United ရဲ့ mentality ကကြီးမယ်ဆိုရင်တော့ဒီပွဲမှာတော့တော်တော်လေးစိတ်ကြမြင့်မာနေမှာတော့တေချပဲဖြစ်တယ်ဗျပြီးတော့ bread and tin ကတော့သူအနေနဲ့နောက်ဆုံး၅ပွဲမှာရှုံးပွဲမရှိထားခြင်းနဲ့အတူဒီပွဲကိုလည်းဒါအကောင်းဆုံး Manchester United ကိုရှင်ပြန်ကစားတော့မယ်လို့ကျွန်တော်နေနဲ့မြင်မိပါတယ်ဗျဆိုတော့ကျွန်တော်ဒါ green team ခိုက်ခိုက်တွေးဆုံနေတဲ့ ဒါနီးပြအမွေဦးဆောင်လာမယ်မန်ချက်စတာယူနိုက်တက်နဲ့နီးပြဟာဇာဦးဆောင်လာမယ်ဘရက်တန်တင်းတို့ရဲ့ပွဲစဉ်ရဲ့ line လေးကိုတစ်ချက်ကြည့်ရမယ်ဆိုရင်မန်ချက်စတာယူနိုက်တက်ဘက်မှာတော့လောက်ခန့်လူလီဆန်ဒရိုမာတီနက်စ်အနေနဲ့ကတော့ဒီပွဲမှာဒါ injury ကနေပြန်နေတက်တာလာပြီးဖြစ်တဲ့ဆိုပေမဲ့လည်းပေါင်မှုမတည်ကြတဲ့အနေအထားမျိုးမှာတွေ့ရတယ်ဗျာမန်ချက်စတာယူနိုက်တက်ရဲ့ line up ကိုကြည့်မယ်ဆိုရင်နီးပြအမွေသူအသုံးပြုနေကြ line up ဖြစ်တဲ့ဒါ3 4 2 1ဆိုတော့ formation နဲ့ beta line up ထွက်လာမှာဖြစ်ပြီးတော့ဒီ line up မှာဆိုရင်အဓိကဂိုးသမားနေတဲ့ကတော့ကျွန်တော်တို့ဒါ မဆယ်ယူနိုက်တက်ပြည်သက်တွေအားလုံးပဲသဘောကျနေကြတယ်ဂူဒမားနေရာမှာဆိုရင်စီရင်လန်စမန်ကအဓိကဦးဆောင်ပြီးထွက်လာမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။လောက်တန်းသုံးယောက်နေရာမှာဆိုရင်တော့ဒါမာတီးယပ်ဒီလေးမဘွားရနဲ့လူရှောကပဲဒါထွက်လာမှာဖြစ်ပြီးတော့ဝင်းဘတ်နှစ်နေရာမှာဆိုရင်တော့အာမဒီယာလိုနဲ့ဒီဂိုဒါလောက်ကထွက်လာမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ဗျာ။ကိုယ်နဲ့လူနှစ်ယောက်နေရာမှာကြည့်မယ်ဆိုရင်ဥဂါနီနဲ့ဘရူနိုဖာနန်ဒက်စ်ထွက်လာမလားကာဆမီရိုနဲ့ဘရူနိုဖာနန်ဒက်စ်ထွက်လာမလားတော့ဒါတစ်ချက်ဆုံးကြည့်ရမယ့်အနေအထားမျိုးလည်းဖြစ်တယ်ဗျာ။ဟဲ့ပြီးတော့ဒါနောက်ချန်တိုက်စင်ကိုနံပါတ်10ရို နှစ်နေရာမှာဆိုရင်တကယ်လီဗာပူးနဲ့ပွဲမှာအကောင်းဆုံးခြေစမ်းပြခဲ့တဲ့နောက်ကျတိုက်စီမှုနှစ်ယောက်ဖြစ်တဲ့ Brian Ambumo နဲ့ Mason Mount နဲ့ကပဲဒီပွဲမှာပြန်ပြီးပွဲထလာမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်။ပြီးတော့ကျွန်တော်အထောင်တိုက်စီမှုနှစ်ယောက်ကိုကြည့်မယ်ဆိုရင်တော့ဒီပွဲမှာလည်း Benjamin Shekou ကလူစားဝင်ကစားသမားအနေနဲ့ပဲပါဝင်လာနိုင်ပြီးတော့ဒါ first line မှာဆိုရင်တော့ဒါပြီးခဲ့တဲ့ပွဲ Liverpool နဲ့ပွဲမှာအလီဘဘူကစားသမားတွေကိုတော်တော်လေးအလုံးရှုပ်စီခဲ့တဲ့မာတီးယပ်စ်ပူညာအနေနဲ့ဒီပွဲမှာပြန်လည်ပြီးတော့ဒါပေါင်ဝင်ပွဲထလာမယ်လို့ ကျွန်တော်နေနဲ့သုံးသပ်မိပါတယ်။ထပ်ပြီးကြည့်ရမယ်ဇင်တော့ဒါလီပြဟက်ဇလာရဲ့ Brighton အသင်းဘက်မှာတော့အဓိကနာနေတဲ့ကစားသမားတွေကိုကြည့်မယ်ဆိုရင်တော့ဒါသူရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Solly March နဲ့ Workstar အဓိကကစားသမားညကတော့ဒီဘွဲမှာဒဏ်ရာကြောင့်ပေါင်မှုမတိကြဘူးမပေါင်ဝင်နိုင်ဘူးဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်နေနဲ့အဒီ command line နဲ့မှာတိထားရတာလည်းဖြစ်ပါတယ်တနီးပြဟက်ဇလာအနေနဲ့ကတော့ Manchester United အိမ်ဝင် Old Trafford မှာတားရောက်ရှင်ပြိုင်မဲ့သူ့ရဲ့ Brighton အသင်းကိုတော့သူအသုံးပြုနေကြကစားကွက်ဖြစ်တယ် 4231ဆိုတဲ့ formation နဲ့ပဲဒါပေါ်ထလာဖို့ရှိမလို့မြင်မိပါရဲ့ဗျဒီ line နဲ့မှာတော့ကျွန်တော်ဒါ Goldman ညမှာဆိုရင်တော့ Barbican ကပဲအဓိကဥဆောင်လာမှာဖြစ်ပြီးတော့ Outland Lion ညမှာအဓိကဥဆောင်လာမဲ့ကစားသမားဆိုရင်တော့ဒါ Santa ဘက်မှာဆော့နေတဲ့ Dan ကပဲအဓိကဥဆောင်လာမှာဖြစ်ပြီးတော့ Queen Lion ယူနေရမှာအဓိကဥဆောင်လာမဲ့ကစားသမားကိုကြည့်မယ်ဆိုရင်တော့ဒါကျွန်တော် Valibar ကအဓိကဥဆောင်လာမဲ့ကစားသမားလို့ကျွန်တော်အနေနဲ့မြင်မိပါရဲ့နောက်ချန်တိုက်စစ်မှုညာ Number 10မှုညမှာဆိုရင်တော့ Router ကပေါင်ပေါ်ထလာမှာဖြစ်ပြီးတော့ဒါတက်စစ်၃ရောက်အတွဲမှာဆိုရင်တော့ ဒါမန်ချက်စတာယူနိုက်တက်ရဲ့တန်းစစ်မှုဟောင်းပရီးမီးယားလိမှာလဲဝါရင်နေပြီဖြစ်တဲ့တိုက်စစ်မှုသူဦးဖြစ်တဲ့ဒန်နီယယ်ဝဲဘက်ကအဓိကဦးဆောင်လာမယ်လို့ဒါခံမှန်းလားချက်ဒီရာဒီဂျင်နီတည်ထားရတဲ့အနေအထားမျိုးမှာရှိနေရတယ်ဖြစ်ပါတယ်အဲဒီနေ့တင်းထွေးကြိုက်တွေ့ဆုံခဲ့တဲ့နောက်ဆုံးစပူးပွဲကိုကြည့်မယ်ဆိုရင်မန်ချက်စတာယူနိုက်တက်အသင်းကြီးနဲ့ကတော့ဆယ်ပွဲကြီးအနိုင်ရလာပြီးဘရိုက်တန်အသင်းနဲ့ရောရှစ်ပွဲကြီးအနိုင်ရထားတဲ့အနေအထားမျိုးကိုတွေ့ထားရတယ်လည်းဖြစ်ပါတယ်ပြီးတော့ဒီနေ့တင်းအနေနဲ့ကတော့တပွဲကိုတော့တရီရလက်နဲ့အဆုံးသတ်ထားတဲ့အနေအထားမျိုးကိုလည်းတွေ့ရတယ် ဆမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ကတော့ဒါဘရိုက်တန်အသင်းနဲ့စကူးခွဲပြည့်စုံခဲ့တဲ့အနေအထားမျိုးမှာတာတယ်ဆိုပေမဲ့လည်းဒါနောက်ဆုံးသောခွဲကိုထပ်ပြီးပြကြည့်မယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့တပွဲသာအနိုင်ရရှိတာပြီးတော့ဘရိုက်တန်အသင်းအနေနဲ့ကနောက်ဆုံးနောက်ခွဲမှာ၄ဘွဲကြီးအနိုင်ရထားတဲ့အနေအထားမျိုးကိုတွေ့နေရတဲ့အခြေအနေလည်းဖြစ်ပါတယ်ဆိုတော့ဒါဘရိုက်တန်အသင်းအနေနဲ့ကတော့မန်ချက်စတာယူနိုက်တက်လူအသင်းမျိုးကိုဘလို့ဒုက္ခပေးရမလဲဆိုတာအကောင်းဆုံးနားလည်ထားတဲ့အသင်းအသင်းဖြစ်တာနဲ့အညီဒီပွဲကလည်းမန်ချက်စတာယူနိုက်တက်အင်ဝင်းမှာဘရိုက်တန်အသင်းအနေနဲ့အကောင်းဆုံး ပြင်ဆင်ပြီးတော့လာရောက်ရှင်တိုင်းမှာဖြစ်ပြီးတော့ Manchester United ကိုလည်းဒါဒီဘက်မှာတော်တော်လေးဒုက္ခပေးပြီးတော့ကစားသွားမဲ့အနေအထားမျိုးအကောင်းဆုံးရှင်ပြန်ကစားသွားမဲ့အနေအထားမျိုးလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်။ဒါပေမဲ့လည်းနီးပြအမ်မိုရင်ရဲ့ Manchester United ကတော့ Premier League နီးပြအမ်မိုရင်လက်ထက်မှာတခါမှရရှိထားခြင်းမရှိသေးတဲ့ Premier League ဘတ်တူဘန်နိုင်ပွဲကိုရရှိထားတာဖြစ်ပြီးတော့နောက်ဆုံးနိုင်ငံရဲ့နိုင်ပွဲမှာဆိုရင်လည်းဒါ Liverpool အသင်းလက်ရှိ Premier League Champion ကိုနိုင်ထားတဲ့နိုင်ပွဲကြောင့် ဒါမန်ချက်စတာယူနိုက်တက်အသင်းအင်းတွေကလည်းဒါဘရိုက်တန်အသင်းရဲ့ပွဲစဉ်မှာအကောင်းဆုံးကစားသမားစိတ်တက်အင်းဟာအပီဝမ်နဲ့ရှင်ပြိုင်ပြီးတော့ပွဲထုတ်လာမှာဖြစ်ပြီးတော့ဒီပွဲကဒါနှစ်ခါအသင်းတော်တော်လေးအကျိတ်နဲ့ရှင်ပြိုင်မဲ့ဘောလို့ကျွန်တော်နေနဲ့သုံးသပ်မိပါရဲ့ဗျ။ဒါမန်ချက်စတာယူနိုက်တက်နဲ့ဘရိုက်တန်တို့ရဲ့တွဲဆုံမဲ့ဒါပွဲစဉ်အရာထပ်ပြီးတော့ကြည့်မယ်ဆိုရင်ဒါနောက်ဆုံးကစားထားတဲ့၅ပွဲမှာမန်ချက်စတာယူနိုက်တက်တက်စစ်အနေနဲ့9ဂိုးတိဘူးတင်လာဖြစ်ပြီးတော့ဒီမှာဆိုတော့မာတီးယပ်စ်ကူညာက ကျွန်တော်တို့ဒါရှုံတာဂက်ဒီယာဒီမှာမန်ချက်စတာယူနိုက်တက်တင်းလုံးမှာပို့ပြီးလုထားတဲ့အနေထားမျိုးကိုတွေ့ရတယ်ဗျာပြီးတော့ထပ်ကြည့်ရမယ်ဆိုရင်ဒါမန်ချက်စတာယူနိုက်တက်ရဲ့ဒါဝင်းဘက်တနေရာမှာအတိအကစွမ်းဆောင်ပြီးဥဆောင်ကစားနေတဲ့ဒါအာမက်ဒီယာလိုကတော့ဒီယာဒီဒါမန်ချက်စတာယူနိုက်တက်အတင်းအတွက် Bitchens Create လုပ်တဲ့နှုံးမှာဒါတော်တော်လေးကောင်းနေတဲ့အနေထားမျိုးအချက်အလက်တွေကိုလည်းတွေ့ထားရတာဖြစ်ပါတယ် Brighton အတင်းနေနေကတော့နောက်ဆုံးကစားနိုင်တဲ့ငါးပွဲပြီးသွားတဲ့အချိန်မှာ Brighton အတင်းရဲ့တိုက်စစ်အနေနဲ့ဒါ14ခုအထိ Manchester United ထက် ထောက်ဝက်ကွန်ရဲ့အနေထားမျိုးတိရအောင်ဆက်ဆောင်လာတာဖြစ်ပြီးတော့ DRC Premier League မှာပနတီ3ချိန်ထိဗရိတန်အသင်းနေနဲ့ဒါရရှိထားတဲ့အသေးသေးလေးဖြစ်တယ်ဗျဆိုတော့ဒီ challenge ရကြည့်မယ်ဆိုရင် Manchester United တိုက်စစ်ကတော့ဒါဗရိတန်အသင်းရဲ့တိုက်စစ်လောက်မကောင်းနေတဲ့အနေထားမျိုးကိုတွေ့ထားရတာဖြစ်ပါတယ်အဲဆိုတော့ဒီဘက်ကတော့တော်တော်လေးစိတ်တွေရှာစရာကောင်းမဲ့ဘွဲဖြစ်ပြီးတော့အာ Manchester United နဲ့ Brighton အသင်းတို့ရဲ့တွဲဆုံမှုမှာအမြဲတမ်းဒါရသပီးကတူပဲဒီဘက်က Manchester United ပြည်သက်တီအတွက်ကောပြီးတော့ကျွန်တော် Brighton အသင်းပြည်သက်တီအတွက်ပေါ့ ။ရတမြတ်အောင်ဒါအကောင်းဆုံးကစားတော်မဲ့ပွဲတော်ပဲဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။နောက်တဲ့ပိုင်းအနေနဲ့ဒီပွဲမှာကျွန်တော်အနေနဲ့ Manchester United နဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်မှာအကောင်းဆုံးစောင့်ကြည့်ရတဲ့ကစားသမားတွေဘက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ United ဘက်မှာဆိုရင်ကျွန်တော်တို့ဒါအတိအကကစားသမားကြီးခင်နေတယ်ဒါဝင်းဘက်တနေရာမှာအကောင်းဆုံးဆွမ်းဆောင်ပေးထားတယ်ပြီးတော့ဒီဘက်ကကျွန်တော်တို့အောက်ချန်တိုက်စစ်မှုနဘက်တန်းဆုံးနေရာမှာလည်းအကောင်းဆုံးဆွမ်းဆောင်ပေးထားတဲ့ဒါ AMF Diallo နဲ့ Brian Amumire ရဲ့ဒီညာဘက်ချမ်း အတွဲဖတ်ဖို့ကဒါတော်တော်လေးစိတ်ဝင်စားစောင့်ကြည့်ရမယ်လို့ကျွန်တော်နေနဲ့မြင်မိရယ်ပြီးတော့ဒါ Great and Denver ကိုကြည့်မယ်ဆိုရင်နီးယန်ဟာဇလာရဲ့ကစားဘွက်မှာအဓိကကစားသမားကြီးဖြစ်လာနိုင်တဲ့ဒါနံပါတ်1နေရာမှာဥတော်လာမဲ့ဂူတာနဲ့အဓိကတိုက်စစ်မှုနေရာမှာဥဆောင်လာမဲ့ဒန်နီယယ်ဝဲဘတ်တို့ဒီနှစ်ယောက်ရဲ့အတွဲခတ်လေးရောဒါတော်တော်လေးစိတ်ဝင်စားစောင့်ကြည့်ရမယ်အတွဲဖတ်လို့ကျွန်တော်နေနဲ့သုံးသပ်ကြည့်ချင်ပါတယ်ဆိုတော့ဒါကျွန်တော်အဲ့ဒါတချမ်းသွားအောင်မယ်ဆိုရင်တော့ဒါပေါက်ကြီးချောင်းဆက်ပြီးပြောကြည့်ပါမယ်ဒါ Premier League ဘွေးစဉ်9အနေနဲ့ ဒါမန်ချက်စတာယူနိုက်တက်ရဲ့အိမ်ဝင် Old Trafford မှာ Brighton လာရောက်ယှဉ်ပြိုင်ကစားမဲ့ Manchester United versus Brighton တင်းရဲ့ပေါက်ကြီးကတော့ဒါ Manchester United ဘက်မှာကြည့်မယ်ဆိုရင်တရီ80ရှုံးဂိုးပေါင်းကြီးရကြည့်မယ်ဆိုရင်တော့ကျွန်တော်တုံးလုံးတရီဆိုတဲ့အနေထားမျိုးကိုပြီးထားတွေ့ရပါတယ်ဒီပွဲကိုကျွန်တော်တူတဲ့အမြင်ကဒါခန့်နိုင်ရမယ်ဆိုရင်တော့ Manchester United အသင်းအနေနဲ့ကအိမ်ဝင်အားသာချက်ဖြစ်တာနဲ့အညီဒါ Premier League အသင်းကြီးတဲ့တဲ့နဲ့အတူဒါစာရွက်ပေါ်မှာရှိတဲ့ကစားသမားတွေရဲ့အားသာချက်အရာ ဒါကောင်းမှုမှရှင်ပြန်ကစားတော့မယ်ဆိုပေမဲ့လည်းဒါနောက်ဆုံးစားပွဲမှာဘရက်ဒန်အသင်းနေနဲ့မန်စတာယူနိုက်တက်အသင်းကိုလီဝဲတီအနိုင်ရဟားရဲ့ရလက်ကိုလည်းကျွန်တော်မိထားလို့မရတဲ့အချက်ဖြစ်တဲ့ကဒါနီကဟဆလာဥဆောင်လာမဲ့ဘရက်ဒန်အသင်းနေနဲ့ကတော့မန်စတာယူနိုက်တက်အိမ်ဝေးမှာဒါယူနိုက်တက်တို့ကိုအကောင်းဆုံးဒုက္ခပေးပြီးတော့ရှင်ပြန်ကစားတော့မှဖြစ်ပြီးတော့ဆိုတော့ဒီပွဲကိုကျွန်တော်အနေနဲ့ခတ်မဲရမယ်ဆိုရင်တော့မန်စတာယူနိုက်တက်နဲ့ဘရက်ဒန်အသင်းတို့ပြည့်စုံနေတဲ့ဒါပရီးမီယာလိပွဲစဉ်ကိုကတော့ဒါတေးရလက်နဲ့ပဲဆုံးသက်တော့မယ်လို့ကျွန်တော်အနေနဲ့မြင်ကြည့်ချင်ပါတယ်ဆိုတော့ ခုထောက်ပြင်ဆက်ပေးလိုက်ရဲ့ပိုချက်သုံးချက်လေးကတော့ပရီးမီးယားလိဘွေးစဉ်6အနေနဲ့မန်ချက်စတာယူနိုက်တက်ရဲ့အိမ်ဝင်အူထရာဖို့မှာဘရိုက်တန်တင်လာရောက်ရှင်ခဲ့မယ်မန်ချက်စတာယူနိုက်တက်နဲ့ဘရိုက်တန်တို့ရဲ့ဒါပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ဒီပွဲကိုအော်တိုဘာလ25ရက်နေ့ည7:00နာရီအချိန်မှာရှင်ပြန်ကစားသွားမှလည်းဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်ပွဲစဉ်ရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရဘောလုံးသတင်းတင်တဲ့အတူဘောလုံးနဲ့ပတ်သက်တဲ့သုံးသချက်တွေကိုတော့နားထောင်နိုင်ပြီး Subscribe လေးလုပ်ပြီးပါလို့ပြောရင်းနဲ့နောက်ထပ်ပွဲကြည့်သုံးသချက်ပိုပြီးသုံးသချက်အစီအစဉ်တွေနဲ့အတူ tá bibi sol dama me, chizmi aike mae,